အဖေနဲ့ပတ်သက်ပြီးပတ်သက်ခဲ့ဘူးတော့ကအခန်းမှာအောင်ပြောပေါ့နော်အဲ့6နှစ်လောက်အခန်းတွေပုံခဲ့လို့မစံပြောဘူးလေအဲ့အချိန်လိုမစံထင်ခဲ့ရပါဘောဒါပေမဲ့သူနာကျင်တာအဲ့လိုသူအရင်ဖော်ပြတတ်တဲ့မိမမျိုးမဟုတ်အရင်စိတ်သက်သာမိမပေါ့နော်အဲ့နာကျင်နေရအောင်မစံလောကမကြည့်ရဘူးမကြည့်ရဘူးလေသူ့ သူ့ကိုလည်းမိုးဆက်ဝန်းနေရမပြချင်ဘူးသူမသိရောသွားပြီးတော့ခိုးငိုတာလို့ပြောတော့အဲ့လိုမျိုးလေးတွေတော့ဖြစ်ခဲ့ရပါဘူးတော်တော်ကြီးခက်ခဲတဲ့အခြေအနေတခုပေါ့နော်ဒါအမေတခုတမီးတခုပဲရှိရောပေါ့နော်ပြောရမယ်ဆိုရင်အဟိုဘက်ကအမေရနိုင်နေမိတာလည်းမဆိုမလို့ရှင်းတော့ပါဘူးမမချမကြီးကတော့ဘယ်လိုပြောပြဒါကတော့မိမတိုင်းပေါ့เนาะမိမမိမကြီး အဲ့30 40ဘိမှဖြစ်တဲ့ဒီယောဂတစ်ခုပေါ့နော်။သူကအဲ့တအိမ်တအိမ်မှာဖြစ်တာပေါ့။သူကကင်းစာကင်းစာ state one ပေါ့နော်။အာပုံမှန်တော့မမကမရှိဘူးသူ့စီမှာရေအိတ်လည်းမရှိဘူး။ဘလုံးလည်းမရှိဘူးပေါ့။ဒါပေမဲ့မူဇရူမူဇန်ဟိုတင်ထားတဲ့အတိုင်းပဲဒီဟာဆရာဝေယူမရလို့ပြောရမှာပေါ့နော်။ဆိုတော့ သူ့ဘသူရဲ့လို့ကမဆက်မပြောဘူးဘယ်စရုပ်ဆိုတာလည်းမဆက်မပြောဘူးအဲ့ဒါကြောင့်ပြောချင်တာကတော့ယောဂတစ်ခုဖြစ်ပြီဆိုပြီးပေါ့နော်ဆရာဝန်ရွေးတာမမားဖို့ကလည်းရရင်ကြီးပါလေလို့မဆက်မမားဆိုရင်ဒီဆရာဝန်ရွေးမားလေတမျိုး ပြောဆရာဝန်နဲ့အဲ့လိုပြဿနာတက်မိရလို့သူပြောရဲပေါ့နော်အဲ့တော့သူတို့ဒီတအိမ်မှာရေးလည်းမရှိဘူးအလုံးလည်းမရှိဘူးထမဆုံးချက်က နောက်ဆုံးနောက်ချက်ကကျတော့သူနည်းနည်းဟွာဖြစ်တော့အာသွေးဆုံးခိုင်နဲ့လက္ခဏာပြရ40လေးကျော်လာပြီဆိုတော့40ကျော်အဲ50နီးပါးဖြစ်ပြီဆိုတော့သွေးဆုံးခိုင်လက္ခဏာပြရပေါ့နော်အဲ့ဒီအချိန်မှာအမ်ကင်းစားသွားဆက်တာအဲ့ဒီတိမ်ကောင်းဆန်ကင်းစားဆက်တဲ့အချိန်မှာအသားစားယူရတဲ့အချိန်မှာနည်းနည်းဆင်မနဲ့အမ်ကတော့ကစားပြတယ်ပေါ့နော်ဖြစ်တဲ့အချိန်မှာဆင်မစိတ်မရှိဘဲနဲ့အသားစားယူရတဲ့အချိန်မှာနှာဝါးလို့သူပြောတယ်နှာဝါးရဲ့ဆွဲကကြတော့ အဲ့ဆေးရုံမှာဆက်မပြတော့အဲ့ဆက်မနဲ့ဆက်မပြတော့အဲ့လိုမျိုးသူအချိန်လုံးအဲ့လိုမျိုးမဆက်ရှူတင်တာလိုက်နေတာသူနာရီနာရီလို့ပြောတယ်အဲနောက်ဆုံးဟိုကလောကလောဘယ်လိုပြောမလဲပေါ့သွားလေးသွားတယ်မအဲ့လိုမှမှပြီးတော့သွားတယ်ပေါ့နိုင်တိုင်းပေါ့အဲ့လိုမျိုးလောက်ထိဖြစ်တယ်အဲ့တော့ဟိုမမထုံးဆန်တိုင်းဆိုရင်ဘယ်လိုဆိုတော့အဲ့လိုသူ့သူ့တာသမီရှိရို့သူအရင်ကြည့်ရဲ့ သူနာကျင်တာအဲ့လိုသူအရင်ဖော်ပြတတ်တဲ့မိမမျိုးမဟုတ်အရင်စိတ်သက်သမိုင်းမိမပေါ့နော်ဆိုတဲ့အခါကျဒီဒီလိုယောဂဖြစ်သွားတဲ့အချိန်မှာသူကသူခိုင်းလို့ပဲဖြစ်တာဒီမှာပါဆိုပြီးတော့သူကြိုင်းမျက်စိရုံမဲအဲ့လိုသွားပြဖို့အတွက်ပြောရဲဒါပေမဲ့ကောင်းမှပြီးတော့မသွားဘူးပေါ့နော်မသွားတော့နည်းနည်းလာအေး၃မိနစ်လောက်ကြာတဲ့အချိန်မှာအသက်ဆံဖြစ်တယ်ဈေးကရေးဆေးရုံလေးလိုက်ရှာတဲ့အချိန်မှာ အဲ့ဆေးဝင်နေပြီးတော့ပေါ့နော်အဲ့ဆေးမှာစစ်လိုက်တဲ့အချိန်မှာတမင်ဖြစ်သူလာကြည့်လို့ရပါဆိုပြီးတော့သွားကြည့်ရဲ့အချိန်မှာအနာကတော်တော်ကြီးဆိုးရွားကြီးဖြစ်နေတာပေါ့နော်အဲ့တအိမ်ကောင်းနာမှာပေါ့ဆိုတော့ဘယ်လိုဆိုတော့ဒီအရှိကမိုးဆက်ဒီလောဝါလောက်ရှိမယ်အရှိကမိုးဆက်ဒီလောဝါလောက်ရှိမယ်ပြီးတော့ဒီလိုအကြီးရကြတော့မသိဘူးလက်ကောက်ဝက်လောက်လက်ကောက်ဝက်လောက်သွားကြတယ်အဲ့လိုမျိုးအနာအနာအဲ့လိုအဲ့ဒါကိုအဲ့အနာအဲ့လို ွဲထုတ်လိုက်ရဖြတ်ထုတ်လိုက်ရမှာမလို့အဲ့ဒီစစ်တဲ့ဈေးရုံမှာတော့မိုးစလုံးမခွဲလိုက်ဘူးဆိုတော့သူကကြတော့ပြောလဲဆိုတော့ခွဲပြီးရမှာကျွန်မဘက်ကနေပြီးတော့ဘာမှတဝင်တဝင်မယူပေးနိုင်မှာလို့ပြောတဲ့ကြမ်းမို့မိုးစလုံးကနေပြီးတော့ချားဈေးရုံနေဆောင်ဝင်လိုက်ရှာတယ်လိုက်ရှာတဲ့အချိန်မှာတတီယိုရဲ့ပင်နိုင်ဆောင်ဝင်ပေါ့နော်အဲ့ဒီဆောင်ဝင်မှာတွားဆိုင်ကျွန်မဒီ case ကိုကျွန်မမနိုင်ဘူးကျွန်မမခွဲပြေးနိုင်မှာအဲ့လိုမျိုးကြီးပဲပြောရပြောတော့အခုဟို ိုပြောမလဲမိုးဆက်အောက်ကမိုးဆက်ညမလေးကိုခွဲပြီးရဲ့အိတ်ဆံဝင်ရောအိတ်ဆံမညို့နေပေါ့နော်ညို့တော့အိတ်ဆံမရှိမှာပဲအဲ့မအိတ်ဆံဝင်ရှိမှာပဲမိုးဆက်ကိုတွားပြီးခွဲလိုက်တာပေါ့လို့ပြောမိုးဆက်ဘွားမှာအဲ့လိုမျိုးခက်ခဲဆုံးရာဆိုတာလေမိုးဆက်ဒီအဖေနဲ့ပတ်သက်ပြီးပတ်သက်ခဲ့ဘူးတော့ကအဲ့အခန်းမှာအောင်ပြောပေါ့နော်အဲ့6နှစ်လောက်အခန်းတွေးပုံခဲ့လို့မိုးဆက်ပြောဘူးရယ်လေ ဲ့အချိန်လိုမျိုးစက်ထင်ခဲ့ရပါဘောဒါပေမဲ့ဒီအခုဖြစ်ခဲ့တဲ့အချိန်ကဒါပုံရန်ကိုအခက်ခဲတဲ့အချိန်ကာလတစ်ခုလို့ပြောရမှာပေါ့နော်ဘာလို့ဆိုတော့မျိုးစက်အဲ့တူနာချင်းနေတာအဲ့ဒီစေကမ်းရှာတွေ့ရှာမတွေ့ခင်ကသူအရန်နာချင်းခဲ့တယ်ပေါ့နော်အဲ့နာချင်းနေရမျိုးစက်လောကမကြည့်ရဘူးမကြည့်ရဘူးလေသူ့သူ့ကိုလည်းမျိုးစက်ဝန်းနေရမပြချင်ဘူးကွာတမိကြီးလည်းဖြစ်ကသူ့မပြချင်ဘူးမပြချင်ခါကျတော့ ူမသိရောသွားပြီးတော့ခိုးငိုတာတော့ဘာလို့အဲ့လိုမျိုးလေးတော့ဖြစ်ခဲ့ရပါတော့တော်တော်ကြီးခက်ခဲတဲ့အခြေအနေတခုပေါ့နော်အဲ့တော့တွေးရလေလုံးဝရှာမရဘူးရှာမရတဲ့နောက်ဆုံးအဲ့လိုမျိုးဟိုဝယ်လိုက်ရတဲ့စနစ်ရောက်တယ်တွေးဆိုလဲပေါ့နော် AB ဆိုတော့လေပို့ပြီးတော့ရှာတယ်အဲ့လိုမျိုးဆုလဲဆုတောင်းနေရဟိုကခွေရန်တယောက်လည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဆုလဲဆုတောင်းနေရဒီရက်တိုင်းမှာပဲဒီကိစ္စဆဲရေပေါ့နော်အမြန်မိမိပြတ်သွားဖို့ဆုတောင်းနေပြီးတော့ ဒီရှေးရုံးနေကြီးလည်းအလိုလုပ်နေပေါ့ဟုတ်ဒါဆိုမိုးဆက်မှာကဒါအမိတခုတမိတခုပဲရှိရောပေါ့နော် ပြောမယ်ဆိုရင်အဟိုဘက်ကအမိရနိုင်နေမိတာလည်းမဆိုမလို့ရှင်းတော့ပါဘူးဆိုတော့ခါကျတော့ကိုကမအတွက်ပဲမိုးဆက်တာရက်တီနေရပေါ့နော်ရက်တီနေရပြည့်စုံချက်မို့တော့ဒါအကောင်းဆုံးထူစားသွားမှာပါအဲ့ဒီမှာမိုးဆက်အရင်အတိတ်တရားတစ်ခုရိုင်းခဲ့ပါတော့။အာမမမရှိရင် ကောင်းတဲ့မိန်းမတရားဖြစ်မှာလည်းမဟုတ်ဘူးเนาะအဲ့တော့ကိုယ့်ကိုယ်လည်းကိုသိရအမှမရှိလို့မဖြစ်ပါဘူးလို့မရနိုင်တဲ့အလုံးပြောလို့ပဲမရနိုင်တဲ့မိတ္တာကိုလည်းလို့ရှင်ပါဘူးဟုတ်ဒီနေ့ရှူတင်ရတော့မူချက်ကိုပေါ့เนาะအမြဲတမ်းလိမ့်ပြီးနေမှအီမိုဥဆောင်ပြောပါเนาะ အာ TND Vital Collection ရေပြီးတော့ဒါအဲ့မျိုး wedding service ပေါ့နော်သူတို့အဲတုံရောက်ပေါ့ပူပြီးတော့ပူပေါင်းပြီးတော့ဒါ collaboration လေးလုပ်ပြီးတော့အာရိုသားသူတို့သမီးတွေအတွက်ပေါ့နော်ဟိုကလည်းချုပ်ပြီးဆိုတော့အာသူတို့ဒါဒီ photo shoot လေးလုပ်ဖြစ်တာပါရှိတာပါအာချုပ်ပြီးဆိုတော့ဒီကောင်မျိုးလေးပေါ့နော်အာတမျိုးလေးတော့ဆက်ရဲမှဖြစ်ပြီးပေါ့နော်ဒါမဲ့လေဂျိုင်းကံမရှိမှတော့ရရပေါ့ဒါမဲ့အပြင်မှာကျတော့အဲ့လိုမျိုး ဘွေးတည့်ရလို့တဲ့နော်ပြောအကောင့်ထဲကမရှိမရှိဖျက်ချက်ပြဆရာအကောင့်ထဲကမရှိသေးဘူးခါကြတော့ဘယ်လိုပြမလဲပို့ထဲရတာပါ